ပြည်အလဲပိုင်းရှိမကိုးရိုးမတောင်တန်းကြီးကမြဖြားခန့်စည်းစင်းလာတဲ့ရံပယ်ချောင်းဟာရင်းလွင်ပြင်ကြီးတလျှောက်ကွေးဝိုက်စည်းစင်းလျက်ရှိတယ်။ရံပယ်ချောင်းစည်းစင်းရာမြေဩဇာကောင်းမွန်တဲ့လူမြင့်ကျယ်ကြီးပေါ်မှာခန်းနာထယ်ဝါလာတဲ့ဘိတ်တနိုးနန်းတော်ကြီးတည်ရှိပါတယ်။နန်းတော်ကြီးကိုကာကွယ်ရန်အတွက်ထူထပ်ခိုင်ခန့်တဲ့အုတ်တိုင်းတွေနဲ့လေးဘက်လေးတန်းကာရန်ထားတယ်။ရံပယ်ချောင်းရီဟာနန်းမြို့တိုင်းတို့ကိုကွေးပက်လျက်တသွင်သွင်စည်းစင်းလျက်ရှိပါတယ်။ နန်းတော်လေးသားပဒင်း၌မိုးပြရောင်ပိုးပဲဂဒီပါဝစ်စင်ထားတဲ့ဖြူဝင်းနဲ့အသားရေပိုင်ရှင်အမျိုးသမီးတယောက်ဟာနနက်ခင်းနေကြီးအောင်မှာညင်သာစွာစီးဆင်းနေတဲ့ရံပယ်ချောင်းကိုမြေမောကြည့်ရှုလျက်ရှိတယ်။တောင်တန်းတွေကြားဖြတ်တန်းလာတဲ့လေပြည်လေညင်းရဲ့ကြီးစဲမှုကြောင့်သူမရဲ့ဂဒီပါရောင်ဆန်တွေဟာတစ်ဖက်ဖက်လွန်လူးနေကြတယ်။ရေပြင်ကိုကြည့်ရှုနေတဲ့သူမရဲ့မျက်လုံးတွေဟာဆူရှတောက်ပလျက်ရှိတယ်။သူမကတော့ဘေတနိုးပြည်ရဲ့အရှင်သခင်ပန်းထွာဘုရင်မပဲဖြစ်တယ်။ ပန်းထွားဘရင်မဟာအတိုင်းတိုင်းအပြည်ပြည်မှာအလှဘရင်မအဖြစ်ကြော်ကြားပြီးဘရင်တွေမင်းသားတွေဟာပန်းထွားဘရင်မနဲ့လက်ဆက်လိုကြပါတယ်။ပန်းထွားဘရင်မကတော့မြို့သူကိုမျှစိတ်ဝင်စားခြင်းမရှိပေ။ဒါအပြင်ဗိတ်တနိုးနေပြီးတော့မှတရားမင်းဆက်တဲ့အတူလစီရောကြီးရှိတဲ့အတွက်စစ်ခင်းလာသူမှန်သည်။ဟာစီရောကြီးတီးခတ်လိုက်တာနဲ့ရံပယ်ချောင်းရဲ့ဝါမျိုးချင်းကိုခံကြရတယ်လို့သတင်းကြီးတဲ့အတွက်မြို့သူမျှဗိတ်တနိုးကိုမကျူးကျော်ဝင်ကြပါဘူး။ န်းထွားဘယင်မဟာဂေါရမဖျားလက်ထက်တော်ခါကပွေးမလေးတကောင်ဖြစ်ခဲ့ဘူးတဲ့သူနဲ့သူချစ်သူပွေးဖို့ဟာမြက်စွာဖျားကြွလာလိမ့်မယ်လို့လူတွေပြောကြားတံကိုကြားပြီးတော့မြက်စွာဖျားကိုဖူးမြင်လို့စိတ်ပြင်းပြစွာဖြစ်ခဲ့ကြတယ်သူတို့ဟာမြက်စွာဖះကြွလာမယ်ထင်တဲ့လမ်းကိုထွက်လာကြပြီးရှာဖွေကြရင်တိုင်ပင်ကြတယ်။တယောက်တနေရာခွဲရှာကြပြီးမြက်စွာဖះကိုအလင်းတွေးတဲ့သူကကြံတဲ့သူကိုအကြောင်းကြားစဒန်းလို့ဂတိပြုပြီးရှာဖွေကြတယ်။ ဝေးဖို့ဟာမြတ်စွာဘုရားကိုဥစွာတွေးရှိပြီးကြီးညိုစိတ်ဖြစ်ပေါ်ကမြေဆိုင်မြေခဲကို တူးယူပြီးလှူဒန်းလိုက်ပါတယ်။မကြာမီပွေးမလေးလည်းမြတ်စွာဘုရားရှိရာရောက်လာပြီးမြတ်စွာဘုရားအားဖူးမြော်နေသော ပွေးဖို့ကိုတွေးတဲ့အခါတိကဝတ်ထားခဲ့ပါလျက်မိမိအားအကြောင်းမကြားရကောင်းလားဟု စိတ်ဆိုးကမြတ်စွာဘုရားအားလူပွဲဝိထုကိုဆက်ကပ်ပြီးနောက်ဖြစ်လေရာဘဝမှာဤပွေးဖို့နှင့် ရေချားမြေချားတိုင်းတစ်ပါးတွင်သာ ဖြစ်ရပါလိုဤလို့ဆုတောင်းခဲ့တယ်။ ဝေးဖို့ကတော့မြတ်စွာဘုရားပြန်လဲကြွချီသွားမည်ဆိုသောကြောင့်ဥစွာပူးမြော်မိကြောင်းတောင်းပန်ရင်းချစ်ခင်ရင်းဆွဲရှိသည့်အတိုင်းရင်းမြေပင်ချားတော်လဲချစ်သူခြင်းရာဖက်အဖြစ်လက်ဆက်ရပါလိုဤလိုဆုတောင်းခဲ့ပါတယ်။နောက်နှစ်ပေါင်း900ခန့်ကြာသောတကောင်းပြည်ကြီးတွင် တကောင်းဘီရင်ငကားနိုင်ပင်သတို့မဟာယာစာနှင့်ကိန္ဒရီဒေဝီတို့မှမျက်မမြင်သားယောက်ျားလေးနှစ်ပါးဖွားမြင်ခဲ့တယ်။ဘီရင်ကြီးကမျက်မမြင်သားတော်ရီဖြစ်တာကြောင့်အရှက်ရသည်ဟုဆိုကာကိုမျက်စီပါတယ်။ မိဖုရားကြီးကမိမိရင်သွေးများကို မတည့်ရတာကြောင့်သားတော်နှစ်ပါးကိုဝတ်ထားပြီးလူလားမြောက်တဲ့အထိကျွေးမွေးဆောက်ရှောက်ထားခဲ့တယ်။မဟာတန်ဘဝနဲ့ສຸລະတန်ဘဝညီကိုနှစ်ယောက်လူလားမြောက်တဲ့အခါဘယင်ကြီးတရှိသွားပြီးကိုမျက်ရံအမင်းချပြန်ရာမိဖုရားကြီးလည်းမတက်တာတော့ပဲ။သားတော်တို့မိမိကိုယ်ကိုစောင့်ရှောက်ကြတော့လို့မှာကြပြီးဟောင်ပေါ်မှာစားမြိန်ထုံများတင်ဆောင်ပေးပြီးတော့အေယာဝရီမြစ်အတိုင်းမျောလိုက်ပါတယ်။ လမ်းမှာနတ်ပြည်လူမျိုးနွယ်ဖြစ်တဲ့ဆန္ဒမှုဖြစ်ဘလူးမဟာမြစ်ထဲမျောလာတဲ့မင်းသားနှစ်ပါးရဲ့ဖောင်ကိုအထူးအဆန်းအဖြစ်တွေ့ရှိရပြီးနောက်စစ်ပင်ကြီးတပင်ရဲ့မြစ်ထဲထိုးထွက်နေတဲ့အကိုင်းတကိုင်းကနေဖောင်ပေါ်ကိုတက်ရောက်လိုက်ပါလာခဲ့တယ်။သူလဲမင်းသားတွေနဲ့အတူမြစ်ထဲမျောပါနေရင်အစားအစာတွေကိုနှိုက်စားမိပါတော့တယ်။အတန်ကြာတော့မင်းသားတွေရိတ်မိသွားပြီးဆန္ဒမှုခီကိုလက်ရဖမ်းကာတန်လျက်နဲ့ခုတ်ဖြက်စီရင်မိပြုတဲ့အခါ ဆန္ဒမှုခီကအသက်ကိုချမ်းသာပေးပါယံတောင်းပန်ပြီးဂျေဇုဆက်တော်အားဖြင့်မင်းသားတို့ရဲ့မျက်စိကိုပြင်မြင်အောင်ကူတာပေးပါမည်လို့ပရိပေးခဲ့တယ်။ဆန္ဒမှုခီတို့မျိုးနွယ်တွေဟာတောတောင်ထဲမှာနေထိုင်ကြပြီးဆေးပင်ဆေးမြစ်များအကြောင်းကောင်းစွာနားလည်ကြတယ်။ငွေနဂါအစိတ်ကြောင့်ကွယ်နေတဲ့မင်းသားနှစ်ပါးရဲ့မျက်စိတွေဟာသူမရဲ့ကူတာပေးမှုကြောင့်အလင်းရလာကြပါတယ်။မင်းသားတို့ရဲ့မျက်စိကိုစတင် ကူတာတဲ့နေရာဟာစကုမျိုးလိုအမိတွင်ပြီးတော့ မျက်စိနှစ်ကွင်းအလင်းရခဲ့တဲ့နေရာကိုတော့ဆလင်းမျိုးလို့အမည်တွင်ခဲ့တယ်။ညီတော်စူလာတန်ဘွားဟာဆန္ဒမှုခေကိုမြင်မြင်ချင်းမြစ်တာတက်ဝင်သွားခဲ့တယ်။ဟောင်ဟာမြည်ရစီတိုင်းဆက်လက်မျိုးပါလာခဲ့ပြီးမျက်စိတစ်ခုကိုရောက်တဲ့အခါမျက်စိမှာရေခတ်နေတဲ့ထူးဆန်းလာတဲ့မျိုးသမီးငယ်တစ်ယောက်ကိုတွေ့ကြရတယ်။မျိုးသမီးငယ်ကအပေါက်ရာသာသာအပေါက်ဖောက်ထားတဲ့ဘူးကားချောင်းနဲ့ရေကိုခတ်နေရအချိန်ကြာညောင်းလာတော့လေဘူးကားချောင်းမှာရေမပြည့်နိုင်ပဲရှိတယ်။ နောင်တော်မဟာတန်ဘဝနဲ့မြို့သမီးငယ်ရဲ့ဘူးကား၆ကိုတန်လျက်နဲ့ချက်ထွင်ပြီးခက်เสียရချက်ချင်းရေပြည့်သွားပါတော့တယ်။မြို့သမီးငယ်ရဲ့အမိကဗီရာကြီးဖြစ်ပြီးတော့သူ့ကိုခေပဒူကအမိရတဲ့ရတိတပားကဆွတ်ရှောက်မွေးစားထားပါတယ်။ ဘာရသည်ဟာသူတရားအားထုတ်ရာចောင်းတင်ခန်းမှာအမျိုးသမီးများနဲ့အချိန်ရှိကြအတူရှိနေဖို့မသိရောတာကြောင့်ဘူးကားချောင်းမှာအပေါက်ရှိတယ်ဆိုယုံဖောက်ပြီးမိသားကြီးအားရေပြည့်မှចောင်းတင်ခန်းသို့ပြန်လာရန်မှာကြားကမျက်စိတို့ဆေးလွတ်ထားခြင်းဖြစ်တယ်။မိသားကြီးလည်းဘူးကားချောင်းရေပြည့်သွားတဲ့အခါမျက်စိမှအပေါင်းဖော်များကိုနှုတ်ဆက်ပြီးမင်းသားတို့နဲ့အတူចောင်းကိုပြန်လာခဲ့ပါတယ်။ ဖရတေးကအကြောင်းစုံကိုမေးမြန်းတဲ့အခါ၎င်းပြည်ရှင်သူတို့မဟာယာဇာမင်းကြီးနဲ့ကိန်ရီဒေဝီမိဖုရားတို့ရဲ့တားတော်များဖြစ်နေတာကိုသိရတယ်။ခေပဒူဒရတေးကြီးဟာကိန်ရီဒေဝီမိဖုရားရဲ့မောင်တော်ဆက်ပြီးရခင်က၎င်းပြည်ရဲ့အင်းရှိဇံမင်းသားတစ်ပါးဖြစ်ခဲ့ဘူးတဲ့။တောဝက်ဆိုး၎င်းကိုလိုက်လံနှိမ်နင်းရာမှာအေယာဝရီမြေကန်းနဘေးဣဒိတာတို့ရောက်ရှိလာပြီးလူဝတ်ကြောင်ကိုစွန့်ကားရတေးရဟန်းပြုပြီးတရားအားထုတ်နေခြင်းဖြစ်တဲ့။ မင်းသားနှစ်ပါးဟာတူတော်များဖြစ်နေကြတာသိရတဲ့အခါရေတိကြီးကမဟာတန်ဘဝနဲ့ဗီရာကြီးကိုလက်ဆက်စီပြီးနောက်တကြအင်းရက်မှာမြို့ပြတီထောင်ဆိုးဆန်ရင်ညွှန်ကြားလိုက်ပါတယ်။မဟာတန်ဘဝဟာတကြအင်းရက်မှာအခြေချနေတဲ့မင်းသမီးနန်းခန့်ရဲ့အကူအညီကိုရယူပြီးမြို့ပြနိုင်ငံတော်တစ်ခုတီထောင်ခဲ့တယ်။မင်းသမီးဗီရာကြီးနဲ့နန်းခန့်တို့ကိုအတီးတီးမိဖုရားမြောက်ခဲ့ပါတယ်။ညီတော်ဆူလာတန်ဘဝကအင်းရှိမင်းသားဖြစ်လာခဲ့တယ်။ ညီတော်စူလာတန်ဘွားနဲ့ဆန္ဒမှုခီဘလူးမင်းသမီးတို့မှပန်ထွာအမိရှိတဲ့မင်းသမီးလေးကိုဖွားမြင်ခဲ့တယ်။မဟာတန်ဘွားမင်းနဲ့ရွာဆန်တဲ့အခါမိဖုရားပေရာကြီးမှကိုဝင်ကျန်ရှိခဲ့ပါတယ်။နောင်တော်နဲ့ရွာဆန်တော့ညီတော်စူလာတန်ဘွားမင်းနန်းတက်တဲ့အခါလူသားမင်းသမီးဖြစ်တဲ့ပေရာကြီးကိုမိဖုရားခေါင်ကြီးတင်မြှောက်လိုက်တယ်။ဆန္ဒမှုခီဟာငဲဖော်ခြင်းဖက်မိမိအားကြော်လွန်ပြီး မေရာရီကိုမိဖုရားမြောက်ခဲ့တဲ့အတွက်အမျက်တော်ရှာကသမီးတော်ပန်ထွာမင်းသမီးလေးကိုခေါ်ပြီးနန်းတော်မှထွက်ခွာလာခဲ့ပါတော့တယ်။သူတို့ဟာကုံပါဝရီဒီကိုရောက်ရှိပြီးဆန္ဒမှုခီကိုကုံပါဝရီဘရင်ကမိဖုရားမြောက်ခဲ့တယ်။ထိုအချိန်မေရာရီမိဖုရားမှလည်းတို့တပေါင်အမိရတဲ့သားတော်တပါးဖွားမြင်ပါတယ်။အချိန်ကြာလတ်တော့ကုံပါဝရီပြည်ကိုပန်ထွာမင်းသမီးကစက်ခံပြီးဗိတ်တနိုးမျိုးတော်ကိုတီထောင်အုပ်ချုပ်ခဲ့တယ်။ တို့တပောင်မင်းသားကလည်းဖခင်နဲ့ရွာဆန်ပြီးနောက်တရေခစ်တရာမျိုးကိုတီထောင်မင်းပြုခဲ့တယ်။ပန်ထွာမင်းသမီးနဲ့တို့တပောင်မင်းသားတို့ဟာရှေးရှေးကပြုခဲ့တဲ့ကုသိုလ်တွေကြောင့်ဖုံးကန်ကြီးမားကြတယ်။ပန်ထွာမင်းသမီးဟာပေရွေးရဲ့တောင်ကိုယဟန္တာအားလှူဒန်းခဲ့ဘူးတဲ့ကုသိုလ်ကြောင့်ကုံပဝရီပြည်မှာသူနန်းတက်တဲ့အခါအနီးပတ်ဝန်းကျင်တဝိုက်မှာပေပင်တွေဟာမဆိုင်ပြိုးရပဲနဲ့ရှင်သန်ပေါက်ရောက်လာကြတယ်။ဒါအပြင်တရားမင်းဆက်တာတွေလို့အဆိုရှိတဲ့ အတူလောက်စီတော်ကြီးဟာလည်းတီးခတ်လိုက်ရင် ယူဇနာပေါင်းများစွာကပင်စီတော်တန်ကိုကြားရပါတယ်။ပန်ထွာဘရင်မဟာမြို့တော်ကိုရန်သူများမဖြည့်ဆည်းနိုင်စေရန်မြို့ရိုးအထက်ထက်ကိုတေချာကြနာစွာစီရင်စေတယ်။ဘိတ်တနိုးမြို့တော်လိုအမည်တွင်စီပြီးတော့မြို့ကိုပတ်ရန်စီစဉ်နေတဲ့ရန်ပယ်ချောင်းကိုစိုက်ပျိုးရေးအပြင် မြို့တော်ကာကွယ်ရေးအတွက်အသုံးချနိုင်ရန်အစီအမံများပြုလုပ်ထားတယ်။မြို့ရိုးထောင်လေးတောင်မှရန်သူများကြီးကက်လာရင်အချက်ပြနိုင်ရန်စီတော်များတပိုးခရများနဲ့ အချက်ပြတဲ့စနစ်ကိုပြုလုပ်ထားတယ်။ပြည်မမျိုးရိုးတကားဝအနီးမှာတော့မဟာတုလစီတော်ကြီးကိုထားရှိပါတယ်။စီတော်ကြီးတီးခတ်လိုက်တာနဲ့မြို့ကိုဝင်းရံစီစင်းနေတဲ့ရံပယ်ချောင်းမှာနှိုင်းလုံးကြီးများထွက်ပေါ်လာကရံသူများကိုဝါးမြို့ချေမုန်းနိုင်ရန်စီစဉ်ထားရှိတယ်။ကြအင်းရက်မှာစိုးစံနေတဲ့ဆူလာတန်ဘောဝမင်းနဲ့ရွာစံတဲ့အခါတားတော်တို့တပောင်မင်းနန်းတက်လာပါတယ် တို့တပေါင်းမင်းဟာနဖူးမှာမှဲ့ရှင်တော်ပါရှိပြီးဘုံတကူကြီးမသူမင်းတပါးဖြစ်တယ်။တခြားမင်းဆက်တဲ့လှံပြန်ဆက်ကြလူဆက်ကြစသည့်ဆက်ကြခုနှစ်ပါးကိုပိုင်ဆိုင်သူဖြစ်တယ်။သူဟာတိုင်းပြည်ကိုချဲ့ထွင်ပြီးတရေခိတရာပြည်လို့အမည်တွင်စေခဲ့တယ်။သူဟာအတိုင်းတိုင်းအပြည်ပြည်ကိုလှံပြန်ဆက်ကြစေလွတ်ပြီးအခွန်ပန္နာများဆက်တစေတယ်။တို့တပောင်ကအမတော်ပန်ထွာဘရင်မအကြောင်းကိုအိရှိဇံဘဝကလေးကကြားသိခဲ့ရပြီး ဝေးဖို့ဘဝကလည်းရှိခဲ့ဘူးတဲ့တန်ရောစဉ်စေဆုံမှုကြောင့်ပန်ထွာဘရင်မအားလက်ဆက်ရယူမည်လို့စိတ်ဆုံးဖြတ်ထားခဲ့တယ်။ပန်ထွာဘရင်မကတော့ခမဲတော်စူရတန်ဘဝမှာသူမတို့သားမိကိုပြစ်ပယ်ခဲ့မှုကြောင့်တရေခိတရာပြီးနဲ့ဒုတပေါင်မင်းအပေါ်မုန်းစိတ်တို့သာဖြစ်ပေါ်လျက်ရှိပါတယ်။ပန်ထွာဘရင်မရဲ့ဗေဒနိုးပြည်ဟာဒုတပေါင်မင်းအားအခွန်ပန်းနာမဆက်တာတော့တခုရဲတော့တိုင်းပြည်လေးဖြစ်တယ်။ တို့တပေါင်းမင်းဟာတချိန်ကရီမန်းထားတဲ့အတိုင်းဗိတ်တနိုးပြည်သူတန်တမန်ရေးရာမှာလိမ္မာသောပဇင်းဖြူပဇင်းညိုတို့ကိုဆေလွတ်ကပန်ထွာဘရင်မအားလက်ဆက်လိုချောင်းစာချုပ်လွှာပါလိုက်ပါတယ်။ပန်ထွာဘရင်မကငင်းဆန်လိုက်ရာတို့တပေါင်းမင်းကြီးရဲ့မူကြီးမယားတို့ကအခွန်ပန်နာလဲမဆက်တာပြည်တော်ချင်းရွှေလန်းငွေလန်းဖောက်တီကိုလည်းငင်းဆန်လိုက်တဲ့ဗိတ်တနိုးပြည်ကိုစစ်မှတ်ပြူပြီးတိမ့်ပိုက်ရန်အကြံပေးလျှောက်တင်ကြတယ်။ တို့တပေါင်မင်းကြီးလည်းဘေးတနိုးပြည်သူကိုတိုင်းချီတက်ပြီးပန်ထွာဘရင်မအားတင်ပိုက်ရယူမည်ဟုဆုံးဖြတ်လိုက်ပါတော့တယ်။တို့တပေါင်ရဲ့တရေခစ်တရားတက်ကြီးချီတက်လာသည်ကိုကြားသိရတဲ့အခါပန်ထွာဘရင်မလည်းမှုမတ်တို့ကိုညီလာခံခေါ်ယူပြီးတမှုကြီးနန္ဒာကိုစစ်တေနာပရိခန့်အပ်ကရန်သူတွေကိုခုခံရန်အစီအစဉ်များပြုလုပ်ပါတယ်။စစ်တီစင်မြင်းဘူပါအစုံနဲ့ခြိတက်လာတဲ့တရေခစ်တရားတက်ကြီးဟာရံပယ်ချောင်းကိုဖျက်ကျော်ကဗိတ်တနိုးမြို့ဒိုင်းရှိယာသို့တရွေ့ရွေ့ကြီးတက်လာခဲ့တယ် ဗိတ်တနိုးတက်သားတွေလည်းကြိုတင်စီစဉ်ထားတဲ့အတိုင်းရန်သူတွေရန်ပယ်ချောင်းကိုဖျက်ကျော်ချိန်မှာမြို့ရိုးလေးဘက်မှာရှိတဲ့စီနဲ့စစ်တပိုးခရာတွေကိုတီးပြီးအချက်ပြကြတယ်။စီတန်တွေထွက်ပေါ်လာပြီးမရှိမနှောင်းမှာပဲမိုးချိမ့်တန်လာကျေလောင်ကားတဲ့အတုလာစီတော်ကြီးတီးခတ်တဲ့အတန်ထွက်ပေါ်လာပါတော့တယ်။တရေခစ်တရာတသားတွေဟာစင်မြင်းဘူပါရီရဲ့ခြေတက်တံကိုလွှမ်းမိုးပြီးထွက်ပေါ်လာတဲ့စီရိုကြီးရဲ့အတံကိုကြားတဲ့အခါကြောက်ရွံ့ထိတ်လန့်ကုန်ကြတယ်။ ရန်ပေချောင်းရဲ့အထက်ရေကာတာကြီးမှာစောင့်ကြပ်နေတဲ့စစ်တီတော်တွေဟာစီတော်တန်ကိုကြားရတဲ့အခါရေကာတာကြီးရဲ့ရေတကားတွေကိုဖွင့်ချလိုက်ကြတယ်။ရေကာတာတွေကရေတွေဟာရန်ပေချောင်းတစ်လျှောက်အရှိန်ဟုန်ပြင်းပြင်းနဲ့နှိုင်းလုံးကြီးများတပွဲစီးဆင်းသွားကြပြီးဒုတပေါင်းရဲ့တရေခစ်တရာတက်ကြီးကိုအလဲလဲအကွဲကွဲဖြစ်အောင်နှမြုပ်ပစ်ပါတော့တယ်။ ဝရုံသုံးကားဖြစ်သွားတဲ့တက်တွေကိုဗိတ်တနိုးမျိုးဒတိုင်းပေါ်ကလေးတီတော်တွေကလေးများတွေနဲ့ပြစ်ခွင်းချေမုန်းကြရာဒုတပောင်ရဲ့အင်အားကြီးမားလာတဲ့တက်ကြီးဟာရှုံးနေပြီးပြန်လဲဆုတ်ခွာသွားရော့ပါတော့တယ်ဒုတပောင်မင်းကြီးလည်းအင်အားကြီးမားလာတဲ့လက်နက်နိုင်ငံတော်ကြီးဖြစ်ပါလျက်ဗိတ်တနိုးလိုနိုင်ငံငယ်လေးကိုမသိမ့်ပိုက်နိုင်တဲ့အတွက်အရှက်ရပါစီရော်တန်ကြီးကြားလိုက်တာနဲ့ရေရွေစီးဆင်းလာတဲ့ရံပယ်ချောင်းနဲ့စီရော်ကြီးရဲ့လှုပ်ဝက်ချက်ကိုစုံစမ်းထောက်လန်းဖို့ရာဗိတ်တနိုးနိုင်ငံတို့သူရှိုးစေလွတ်ရန်ကြံတော်မူလေ စာပေကျမ်းကံအင်းအိုင်လက်ဖွဲတို့ကိုကျွမ်းကျင်နှံဆက်သူလူယုံတဦးကိုရဟန်းတွင်ဆောင်စီကဘိတ်တနိုးမျိုးတို့တွားရောက်ပြီးစီတော်ကြီးကိုဖျက်ဆီးပြည့်ရန်စေခိုင်းလိုက်ပါတယ်။သူရှိုဝင်ဟန်းလည်းတပည့်များနဲ့အစီအစဉ်များချမှတ်ကာဘိတ်တနိုးမျိုးတို့ရောက်ရှိလာပြီးရွာသူရွာသားများရဲ့ယုံကြည်ပူဇော်မှုကို ခံရအောင် ကြံစီအားထုတ်ပါတယ်။တပည့်များအားရွာသားတို့ရဲ့ပစ္စည်းကျွမ်းတော်များကိုတိတ်တဆိတ်ဝတ်ထားစေပြီး ရဟန်းကထိုပစ္စည်းများရဲ့နေရာကိုမနှောစိတ်အစွမ်းနဲ့ညွန်ပြပြောဆိုခြင်းဖြင့်ရွာသားတို့ရဲ့အထင်ကြီးကိုးကွယ်မှုကိုရယူပါတယ်။ရဟန်းဟာနတ်မျက်စိအစွမ်းရှိတယ်ဆိုတဲ့ဂုံတဲ့င်းဟာပန်ထွာဘရင်မရဲ့နန်းတော်ထဲအထိ ရောက်ရှိသွားရာဘရင်မကရဟန်းအားဖူးမြင်လိုသောကြောင့်နန်းတော်သို့စွန်းစားပင့်စီပါတယ်။ရဟန်းလည်းဘရင်မရဲ့ယုံကြည်မှုကိုရတဲ့အခါဗိတနိုးပြည်ကြီးအားအင်အားကြီးမားသောရန်သူများလာရောက်တိုက်ခိုက်မိနမိတ်ကိုတွေ့ရကြောင်းဘရင်မကိုမိန်ကြားပါတယ်။ ပန်းထွာဘရင်မှလည်းရန်သူများကိုအောင်းနိုင်ရန်မြည်တို့ဆောင်ရွက်ရမည်ကိုညွှန်ပြပါရန်ယဟန်ထံမှအကြံဉာဏ်တောင်းခံပါရယ်ယဟန်လဲကြိုတင်ကြံစီထားတဲ့အတိုင်းအတုလစီတော်ကြီးအားပုံမှုစွန့်ထက်စေရန်မန္တန်စီရင်များပြုလုပ်၍တိတ်တိတ်တင်ပါလင်စီတော်တန်ကြားသည့်နှင့်ရန်သူများစိတ်နှလုံးချောက်ချားကကစင်ကလျားထွက်ပြေးကြပါလိမ့်မည်လို့မိန့်ကြားပါရယ်ထို့သောပြုရန်မိမိ၏တီလာတိတ်တိအစွမ်းအားပုံမှုထက်မြတ်အောင်၃ရက်အတိတ်ထံဝင်ပြီးပါကကုညီနိုင်ကြောင်းမိန့်ကြားခဲ့တယ် ပန်းထွာဘရင်မလည်းယဟန်အားကြီးညိုပြီးယုံကြည်လျက်ရှိတာကြောင့်စီတော်ကြီးအားတိတ်တိတ်တင်ပေးပါရန်အကူအညီတောင်းခံလိုက်တယ်။သူမျိုးယဟန်လည်းအကြံစီအတိုင်း၃ရက်နေလျင်ဗိတ်တနိုးပြည်အားလာရောက်တိုက်ခိုက်ရန်ဒုတပေါင်းမင်းကြီးထံဆက်သားစီလူကအကြောင်းကြားလိုက်ပါတယ်။၃ရက်မြောက်တဲ့နေ့မှာယဟန်တူလည်းစီတော်ကြီးအားထိုးပေါက်ဖြက်စီကနန်းတော်မှထွက်ပြေးသွားပါတော့တယ်။ဒုတပေါင်းမင်းကြီးရဲ့တက်ကြီးဟာလည်းဗိတ်တနိုးမျိုးကြီးရှိရာသို့တဖြည်းဖြည်းနီးကပ်လာပါတော့တယ်။ စစ်တေနာပတိတမူကြီးနန္နာဦးဆောင်တဲ့ဗိတ်တနိုးတက်တွေဟာမြို့ရိုးများပေါ်မှာအတီးတီးနေရာယူလိုက်ကြတယ်။လူတပောင်ရဲ့တရေခစ်တရာတက်ကြီးရံပယ်ချောင်းကို ရောက်ရှိလာတဲ့အခါမှာတော့မြို့ရိုးအတီးတီးကစီရော်တန်များခရာတန်များထွက်ပေါ်လာပါတယ်။ဒါပေမဲ့အတူလာစီရော်ကြီးရဲ့အတန်ကတော့ထွက်ပေါ်မလာနိုင်တော့ပါဘူး။ပြစည်းသွားတဲ့စီရော်ကြီးဟာတရေခစ်တရာတက်သားတွေကိုထိတ်လန့်အောင်မစွမ်းဆောင်နိုင်တော့ပါဘူး။ စီရိုတန်မကြားရတဲ့အတွက်ရေကာတာစောင့်တက်သားတွေလည်းရေထိန်တကားများမခွင့်ကြတာကြောင့်ရံပေချောင်းရေဟာလည်းရန်သူတွေကိုနှိမ့်မြုပ်နိုင်ခြင်းမရှိတော့ပါဘူး။မိတ်တနိုးတက်သားတွေလည်းကျူးကျော်လာတဲ့ရန်သူကိုရွရွချွန်ချွန်ခုခံတိုက်ခိုက်ကြပေမဲ့အင်အားချင်းမများတဲ့အတွက်အကြအဆုံးများလာပါတော့တယ်။ပန်ထွာဘီရင်မဟာမိမိအမားအတွက်နောင်တကြီးစွာရပြီးလက်ဆွဲတော်လေးနဲ့မြားကိုဆွဲကင်ကတက်မှုနန္နာနဲ့အတူမျိုးရိုးပေါ်တက်ပြီးရန်သူတွေကိုဒေါသတကြီးပစ်ခတ်ပါတော့တယ်။ တို့တပေါင်းမင်းလဲစင်ဦးကင်းထက်မှကြည့်ရှုရာဒေါသတကြီးတိုက်ခိုက်နေတဲ့အလှဘရင်မပန်ထွာကိုနှမ်းမြင်လိုက်ရတယ်တို့တပေါင်းမင်းကလန်ဆက်ကြာကိုကင်ဆွဲကတိုက်စင်ကြီးကိုပန်ထွာဘရင်မရှိရာသို့ချုံဖွင့်ပြီးထွက်လာခဲ့တယ်။မြူယိုးနဲ့နီးကပ်လာတဲ့အခါမြူယိုးပေါ်ကိုလွှားကနေခုန်တက်လိုက်ပြီးပန်ထွာဘရင်မရှိရာသို့ပြေးသွားခဲ့တယ်။အဲ့ဒီအချိန်မှာတရေခစ်တရာလေးတွေတော်ရဲ့ညားတွေဟာပန်ထွာဘရင်မရှိရာကိုတပွဲပွဲကြာရောက်လျက်ရှိတယ်။ တမှုနန္ဒလည်းဘယင်မကိုမြားရီရန်ကကာကွယ်ပေးရင်တစ်ချိန်မှာတော့ရန်သူများတစ်ချောင်းဟာသူ့ယင်ဘက်ကိုစူးနစ်ဝင်ရောက်သွားပါတော့တယ်။ပန်ထွာဘယင်မလည်းဘေးတနိုးရဲ့အားကိုးရဆုံးဖြစ်တဲ့စစ်သူကြီးနန္ဒမိမိအားကာကွယ်ရင်းလဲကျသွားတာမြင်တော့အပြေးလွှားသွားရောက်ပွေချီလိုက်တယ်။တို့တပောင်မင်းလည်းအနားရောက်လာပြီးဖြစ်တဲ့အတွက်တရေခစ်တရာတပ်သားတွေဟာတိုက်ခိုက်မှုကိုရပ်ထားလိုက်ပါတယ်။ မိတ်တနိုးမျိုးရိုးလဲကျိုးပေါက်သွားပြီဖြစ်တဲ့အတွက်နောက်ဆုံးတော့ပန်ထွာဘီရင်မဟာဒုတပောင်မင်းထံအညံ့ခံလိုက်ရပါတော့တယ်ဒုတပောင်မင်းကစိတ်နှလုံးဒုံဒုံချလိုက်ကမိမျောသွားတဲ့အမတော်ပန်ထွာဘီရင်မကိုပွေ့ချီပြီးတော့ညီလေးကောင်ကားတဲ့လဲရင်ပေါ်တင်ကတရေခစ်တရာပြီကိုခေါ်ဆောင်သွားခဲ့တယ်ဒုတပောင်ကပန်ထွာဘီရင်မကိုရည်ရွယ်ထားတဲ့အတိုင်းမိဖုရားမြောက်ခဲ့တယ် ပန်ထော်ဘီရင်မဟာဒုတပေါင်းမင်းရဲ့မိဖုရားဖြစ်လာပေမဲ့ငင်းချင်းစွာနေထိုင်ကြတဲ့ဘိတ်တနိုးမျိုးသူမျိုးသားတွေနဲ့မြို့ကိုဖျက်ဆီးတဲ့ဒုတပေါင်းမင်းကိုအမုန်းရံမျိုးကြီးစွာထားရှိပါတယ်။ဒုတပေါင်းမင်းကတော့ပန်ထော်မိဖုရားစိတ်တော်ပြည့်စည်ရန်ဘိတ်တနိုးမျိုးနဲ့ပုံစံတူမြို့ငယ်တစ်ခုကိုတရေခစ်တရာပြည်အနီးမှာဆောက်လုပ်ထားရှိပေးခဲ့တယ်။အချိန်ကြာညောင်းခဲ့ပေမဲ့ပန်ထော်ရဲ့ရင်ထဲကအမုန်းတွေဟာပြေပြောက်နိုင်ခြင်းမရှိပါဘူး။ ဒေါက်တာဘောင်မင်းကြီးရဲ့ဖုံးကံကြောင့်သာတီးခံနေရပေမဲ့ကလေစားချေဖို့သာကြံစီနေခဲ့တယ်။ဒီနေ့မှာတုတ်တန်အရက်မှမတန့်စင်တဲ့အဝိဆာကိုယူဆောင်ကဖြူခွေးတန့်စင်စီအောင်စီမံပြီးနတ်သားများပတ်ဖြန်းကဒေါက်တာဘောင်မင်းကြီးအိယာထားခြင်းမျက်နှာတန့်စင်ရန်ဆက်တာလိုက်တယ်။အစိတ်ခတ်ထားတဲ့တောက်ရည်တစ်ခွက်ကိုလည်းအသိပြင်လာခဲ့တယ်။ ထိုအဝိဖြင့်မျက်နှာကိုတန့်စင်လိုက်တဲ့အခိုက်မှာပဲဒုတပေါင်မင်းရဲ့နှပူးမှမျက်ရှင်တော်လဲပွဲပြောက်သွားပြီးတကြားမင်းဆက်တာထားတဲ့စက်ကြာခုနှစ်ပါးလဲပွဲပြောက်သွားပါတော့တယ်။ဒုတပေါင်မင်းလည်းမိဖုရားရဲ့အကြံကိုရိပ်မိသွားခဲ့တယ်။မောင်ရဲ့မျိုးကြီးလာတဲ့ပန်ထွာမိဖုရားကိုအံ့အားတင်ပြီးအမျက်တော်ရှပေမဲ့အပြစ်ကိုခွင့်လွှတ်ပြီးအသက်ချမ်းသာပေးခဲ့တယ်။သို့ပေမဲ့ပန်ထွာဟာဒုထောင်မင်းအတွက်ယူဆောင်လာတဲ့အစိတ်ခွက်ကိုတောက်ကမိမိကိုယ်ကိုအဆုံးစီရင်ခဲ့တယ်။ ပန်းထွားဘရင်မဟာအစိတ်မိပြီးတေးအန်ဆဲဆဲမှာတလွန်ညောင်ဆောင်ထက်မှသူ့ရဲ့နောက်ဆုံးအမုန်းချိန်စာကိုနာနာကြီးကြီးရေရွတ်ခဲ့ပါတယ်။ငါသည်မိတ်တနိုးပြီအားမင်းကျင့်တရားနှင့်အညီစီမံအုပ်ချုပ်နေသူဖြစ်ပါသည်။ဤတို့တပေါင်မင်းကပရိရဲ့အကောင့်ဉဏ်သုံးကကျူးကျော်သိမ့်ပိုက်ခဲ့ပြီသည်။တို့တပေါင်မင်းကိုငါဤလက်ဖြင့်လက်စားမချေရမချင်းငါဤကောင်းမှုတော်ပေးပင်ငယ်တို့သည်ယခုအရွယ်မှဆက်လက်ကြီးထွားခြင်းမရှိဘဲရက်တက်နေပါစေတည်း။